ဒါဆိုရင်မင်းတို့ငါတို့ကလူတွေဖြစ်နေတယ်ဘာကိုသိနိုင်တာဖန်ဆင်းရှင်ဖန်ဆင်းပေးလိုက်တဲ့ဝိညာဉ်ဆိုတော့ငါတို့သိရမယ်သူ့ရဲ့အလုံးလုံးဆောင်ပုံသူ့ရဲ့ရှင်တန်မှုကြီးဒီခန္ဓာကိုယ်တွေကဘယ်လိုထွက်သွားလဲဆိုတာကြီးပြောနိုင်ရမယ်ယေရှုကအသက်ရှင်တဲ့ဖရာလို့မင်းတို့ကပြောတယ်ယေရှုကိုခေါ်ရင်ထူးတယ်ကြားတယ်လာတယ်လို့ပြောတယ်ပြန်ခေါ်လိုက်ယေရှုမေးအဲ့ဒီဝိညာဉ်ရဲ့သဘောတဘာဝကိုမေးဘယ်သူမှမဖြေနိုင်ဘူးမင်းတို့ပုံရဟမင်းကြီးပါတက်ပြီးဘယ်သူမှမဖြေနိုင်ဘူးအဲ့ဒီဖြေဘူး ကျော်ဝင်းလည်းငါ့ကိုလာအဲ့တော့ကျော်ရင်းလည်းငါ့ကိုလာပြီးတော့ပြောတယ်မေးလိုက်တယ် तू ကဘယ်သူ့ဘယ်ညစာတရံပီတရံနေနဲ့အရှိကြီးနဲ့ရေးတယ်ငါစာတလုံးပဲမိတယ်ကိုမဝင်နေတဲ့လူမှာအဲ့ဒီဝิญဉ်ကမြင်ကြားနံစာထိတိဘာတစ်ခုမှမလုံးနိုင်စိတ်ထိုးအဲ့ဒီပိုက်တွေနဲ့ဒီခန္ဓာကိုယ်အသက်ရှင်အောင်သွင်းထားတာဝิญဉ်ကောင်လေးမထွက်သွားဘူးအဲ့ဒီဝิญဉ်ကောင်လေးဘာလို့လုံးနိုင်လဲဘာတစ်ခုမှအလုံးမလုံးနိုင်ဘူးမြင်တာလည်းမရှိဘူးကြားတာလည်းမရှိဘူးထိတာတွေးတာဘာတစ်ခုမှအလုံးမလုံးနိုင်ဘူးမင်းတို့ပြောတယ် ရုပ်ရယ်စိတ်ရယ်ဝိညာဉ်ရယ်သုံးပါးပေါင်းစုံမှုကိုလူလို့ခေါ်တယ်လို့ပြောတယ်โอเคရုပ်တရားအလုံးမလုံးတော့ဘူးစိတ်တရားအလုံးမလုံးရင်ဝိညာဉ်မှာဘာအလုံးမှမလုံးနိုင်ဘူးအဲ့တော့ဒီဝိညာဉ်ကောင်လေးဒီအပိုအမိုက်တစားပဲဘာမှအသုံးမကျဘူးဘာတစ်ခုမှကိုအလုံးလုံးနိုင်စွမ်းမရှိဘူး။ तू ကိုရီကိုသွေးကိုကဘာတစ်ခုမှအလုံးလုံးနိုင်စွမ်းမရှိတဲ့ဘာအရေးချင်းမှမရှိတာ။ ိုမာကနေနိုးထလာတဲ့လူကိုမာဖြစ်နေတဲ့အချိန်မှာဘာဖြစ်ခဲ့လဲလို့မေးဘာမှမသိဘူးဘယ်သူမှပြန်မပြောနိုင်ဘာဖြစ်လို့လဲအဲဆိုဝิญဉ်ကောင်လေးကဘာလုံးမှမလုပ်တဲ့ကောင်လေးပြီဟုတ်လားအဖေကရှင်းရှင်းလေးရဲ့အဲ့တော့ဗုဒ္ဓဘာသာကအနတ္တဝါဒဖြစ်တယ်အဲ့လိုအတ္တဝါဒတွေကိုနှိမ်နင်းရတယ်ဒါနမူနာသဘောတရားလောက်ထပ်ပြောပြတာဆိုဥပမာပေးပြီးပြောပြရရင်မင်းတို့ကဘာနဲ့အလားတဏံတူလဲဆိုတော့မင်းတို့ရဲ့ယုံကြည်မှုကဘာနဲ့အလားတဏံတူလဲဆိုတော့ ဝင့်နေတဲ့ကြက်မအောက်ကိုဘဲဟုသွားထဲလိုက်တယ်လို့ပဲအဲ့တော့မွေးလာတဲ့ဘဲလေးကသူ့ကိုသူကြက်မကြီးကိုငါအမေလို့ထင်နေတာငါအမေကဒီကြက်မကြီးပဲမင်းတို့ယုံကြည်မှုကအဲ့ဒါပဲကြက်မကြီးကလည်းသူ့ဝိလုံမွေးလာတာဖြစ်ချင်းကြောင့်ဒီဘဲလေးကိုသူ့သူ့သားလို့ပဲထင်တယ်သူ့ကလေးလို့ပဲထင်တယ်အဲ့တော့သူ့ကလေးလို့ပဲသူဆောင်းလျှောက်တယ်ကျမကြီးကလည်းသူ့အောက်ကဥပနဲ့မွေးလာတာဖြစ်ချင်းကြောင့်ဒီဘဲဒီသူ့ကလေးပဲဘဲလေးကလည်း ။ तू မွေးမွေးချင်းမြင်ရတဲ့ဒီချက်မှရတုအမိပဲ။အဲ့မှာအစာကောက်နီးတင်လဲတင်လဲတင်ရောချက်ကနှုတ်သီးကြခြုံတော့အစာကောက်လို့ရတယ်။ဘဲကနှုတ်သီးကပြားနေတော့အစာကောက်လို့မရဘူး။အဲ့မှာပြဿနာဆက်တက်တာ။ဟုတ်လား။မင်းတို့ဘာသာမှမရှိတဲ့ဗုဒ္ဓဘာသာရဲ့ဒီကနေ့ကတိလက်ခံပါဠိတော်ဓမ္မဇာလာတုတ်အဲ့ဒီမှာအေကိစ္စတတရဝါရဆိုတာရှိမိစ္ဆာဒိဋ္ဌိ62ပါးသောမိစ္ဆာဒိဋ္ဌိအယူဝါဒတွေမြတ်စွာဘုရားဟောတဲ့ခြင်းယဟန်တို့ရဲ့ရှေသောကာလတုန်းကဒီလောကကြီးကပြတ်တယ်တဲ့ ခြေသောကာလလွန်တဲ့ခါမှာဒီလောကရပြန်တည်တယ်အဲ့ဒီအချိန်မှာလူသူကင်းမဲ့နေတဲ့တတ္တဝါရဲ့လို့မရှိတဲ့တတ္တဝါမရှိတဲ့မြမဘိမ့်မှန်နေထင်ရှားဖြစ်တယ်အဲ့ဒီမြမဘိမ့်မှန်မှာအဘာဒရဘုံကနေပြီးတော့တည်ပြီးတော့ဒီမြမဘုံရောက်လာတယ်အဘာဒရဘုံကနေမြမဘုံရောက်လာတယ်မြမကြီးကဘွားနဲ့သူတူပေါ်လာလောကကြီးကြည့်လိုက်တယ်လောကကြီးတစ်ခုလုံးကရည်ပြင်းနေကြီးမှာဘာမှမရှိဘူးသူ့ရဲ့မြမဘိမ့်မှန်ကြည့်လိုက်တော့လည်းဘာမှမရှိဘူး ီဘကမြန်မာကြီးကပထမဦးဆုံးဖြစ်တဲ့မဟာမြန်မာတွေကလောကတထောင်ကိုမြင်နိုင်စက်ကြဝဠာတထောင်ကိုမြင်နိုင်စက်ကြဝဠာတထောင်လုံးမှာရေပြင်ကြီးပဲရှိတယ်သူတယောက်တည်းအဒီလိုနဲ့သူတယောက်တည်းနေရင်းနဲ့ကြာလာတော့သူငင်းငွေလာငင်းငွေလာတဲ့ခါကျတော့သူစိတ်အကြံဖြစ်သွားတယ်စိတ်အကြံဘလို့ဖြစ်သွားလဲဆိုတော့ငါဘုံကိုတတ္တဝါတွေရောက်လာခဲ့ရင် ကောင်းမှာပဲစိတ်အကြံဖြစ်လိုက်တဲ့အချိန်သူ့ဘုံကိုဖြုတ်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 နေတတ္တဝါတွေရောက်လာ သူ့ဘုံကိုလည်းတတဝါတွေရောက်လာတယ်လို့ရေပြင်းကြီးပေါ်မှာလည်းလူဖြစ်မဲ့အကောင်တွေကရောက်လာတယ်။သူ့ဘုံကိုလည်းရောက်လာတယ်ရေပြင်းကြီးပေါ်မှာလည်းတတဝါတွေရောက်လာတယ်။အဲ့တော့ तू ကငါကြံလိုက်တာဒီကောင်တွေကိုငါဖန်ဆင်းတာ။ဟိုကတွေးတဲ့ကောင်တွေကလည်းငါတို့ကမရှိဘူးအရင်တော့ကသူတို့ကိုသူတို့ဘယ်အဖြစ်လာတယ်ဆိုတော့သူတို့လည်းမသိဘူး။ဒီမြမကြီးကိုနိုင်ကလည်းသူအဘာသရာကနေဒီကိုဖြစ်လာတယ်ဆိုတော့သူမသိဘူးသူအဘာသရာကိုမမြင်နိုင်ဘူး တိလည်းမသိနိုင်ဘူးမသိနိုင်တဲ့ခါကျတော့အဘာတရဘုံရှိတယ်လည်းမသိဘူးမရှိဘူးလည်းသူမသိဘူးအဲ့တော့ तू ကလောကယူကြည့်လိုက်ငါတယောက်တည်းငါအရင်ဆုံးစဖြစ်တာအဲ့တော့ငါစိတ်အကြံကြောင့်ဒီကောင်းကြီးပေါ်လာတယ်ဒီကောင်းကြီးကိုငါဖန်ဆင်းတာဟိုကနောက်ပေါ်လာတဲ့ကောင်းကြီးကလည်းဟုတ်တယ်ဒီပြမာကြီးကအရင်ဖန်ဆင်းတာဒီပြမာကြီးကငါတို့တဲ့အစင်းလည်းရှိတယ်တကောအဋ္ဌိပတ်လည်းပို့ပြီးပြည့်စုံတယ်ငါတို့တဲ့ပါဝါစွမ်းအားတွေအရင်များတယ်အဲ့တော့ဒီပြမာကြီးကသာငါတို့ကိုဖန်ဆင်းတာဟိုကောင်းကြီးကလည်းယုံတယ် तू ကလည်းသူ့ကိုယ်သူဖန်ဆင်းရှင်လို့ထင်တယ် ဲ့တော့ तू ကဘာပြောလဲဆိုတော့ငါဒီအဝူစဖြစ်တယ်ငါဒီတတဝအာလုံးရဲ့အဖဖြစ်တယ်ငါဒီပြုတ်သူဖြစ်တယ်ငါဒီဖန်ဆင်းသူဖြစ်တယ် तू ကအဲ့ကသူ့ကိုသူဂုံရီတွေမြင်တာကြံတဲ့လူတွေရတယ်အဲ့ဒီဂုံရီတွေအကုန်လုံးလက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကြီးကဝက်လို့ဥလာတဲ့ကြက်ဦးလေးတွေကနေပေါက်လာတဲ့အကောင်လေးဆိုတော့မြင်တဲ့ကျမကြီးကိုလေသူ့ကိုနင်းလို့ထင်တာအဲ့တော့ကျမကြီးကလည်းသူ့အောက်မှာပေါက်လာတဲ့ဥလေးတွေဖြစ်တဲ့အတွက်အဲ့ဒီဘဲကိုလေသူ့ကလေးတွေလိုပဲထင်တယ်အဲ့ဒါမထူဆန်းအောင်သားတို့ကြီးနော်